ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့တတန်ဒီဒီတွေနဲ့မဟာလာတစ်ပတ်များဘုံဆွဲလို့အရန်ကောင်းဒီနေ့တင်းတို့များပြပြပါပြီတဲ့ မင်္ဂလာပါရှင်အခုအကြောင်းအရာနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်ကြမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင်ဒီမိုက်တင်ဆက်မှုများမှာကျေးဇူးပါတယ်ဗျာဒီနေ့မှာတော့လာရှိုးစနေရက်ကပဲပြန်ရောက်ဖတ်စစ်တက်ထဲမှာလောင်မြိုက်ဖင်ချားဂိမ်းညက်နေပါတယ် တိုင်ရင်အားကတော့၃တောင်ထပ်ပို့ပြီးတဆွဲခွင့်မရှိပါဘူးယမကတိုင်အရှိမြောက်တိုင်းစစ်ဌာနချုပ်ဆိုတဲ့ကြက်ဥကျော်ပြန်ကျော်လို့မရတော့ပါပြန်တီခွင့်မရှိပါဘူးလာရှိုးကွက်ကွက်လေးပဲရပြီဘေးပတ်ပတ်လေအိရိယာအကုလုံး MNDA ကထိန်းချုပ်ထားတယ်ဆိုတာပြောမယုံရင်ဂျုံကူးမှသိလိမ့်မယ်မလားဘောမအပေါင်းတို့ကြီး နောက်တဲ့ဝမ်းသာစရာ နေပြည်တော်အခြေအနေပြောပြရှင်းပါသေးတယ်။နေပြည်တော်ကိုတိဆောက်ခဲ့ကြတဲ့မောင်အေးသမီးတို့အာကစားဝင်ကြီးတင်ဆန်းတဖြိုးကိုကိုတင်ဆန်းတို့ကော်မတီတတိုက်အခုဆိုရင်မင်းအောင်လိုင်ကလယ်မြုံညှင့်နေပါပြီ။နေပြည်တော်ကိုဆောက်လုပ်ခဲ့တဲ့သူတွေအကုန်လုံးအစ်စ်ပြန်ဆောက်ပေးရမယ်။မဆောက်ပေးတဲ့လူတွေအကုန်လုံး ပိုင်ဆိုင်မှုတွေအကုန်လုံးချိတ်ပိတ်တင်းစီးမယ်လို့ကြားပါတယ်ကြားနေရပါတယ်ဆိုတော့ကမရောက်နိုင်လက်ထက်မှာစစ်ကောင်းဆောင်ဟောင်းစစ်ကောင်းဆောင်တစ်အရက်ထဲကပြည်သူပါမကြံမနေရပဲပြည်သူလူထုတိုင်းကိုလဲမျိုးညှင့်နေတဲ့အခြေအနေကိုကျွန်တော်တို့ဒီကနေ့တွေ့နေရပါပြီအဲ့တော့သူပြုတ်မှအေးမယ်လို့ပြောနေတဲ့လူတွေအများပြားရှိနေပါတယ် နောက်ထပ်ပါရာမော်တာသတင်းလေးပြောပြခြင်းပါတယ်ပါရာမော်တာဆိုတာစက်တက်လေဒီစက်တက်လေဒီစက်တက်လေဒီကိုပြစ်ချဖို့ကြိုးစားပါတယ်သို့တော့သူ့ကြပါသူ့ငင်ပြီးသူ့အတူပြတ်ကျသွားပါတယ်ဆာလင်ကြီးအရှိမချင်းတွင်းမြေကန်းကိုပြတ်ကျတယ်လို့ကျွန်တော်တို့အကြံဉာဏ်သိရှိထားရပါတယ်ဆာလင်ကြီးမြို့နယ်ချင်းမြေအရှိကန်း၆ဆိုတော့ ပြေးမလုပ်ပါဘူးနှစ်ဦးစက်တက်လေးရင်မောင်းတဲ့စခနှစ်ကောင်ရှင်မိရတဲ့ကိုသိရပါတယ်နောက်ဆက်တဲ့သတင်းများကိုတော့နောက်ရက်တင်မှာထပ်မံတင်ပြပေးမှာဖြစ်ပါတယ်ဗမော်ကြောင့်လေးထပ်ပြောရှင်းပါသေးတယ်ဗမော်ဗမော်ဘာဖြစ်လဲဆိုတော့စခက27တဲ့ကအင်အတေရာကျော် KI ထံလက်နက်ချတယ်လို့အကြံမြင် တရင်များထွက်ပေါ်လာပါတယ်။တရားရည်အနေနဲ့တရားဝင်ထုတ်ပြန်မှုတော့မရှိသေးပေမဲ့တရားကြော်ထဲမှာရဲမိအများပြားပါတယ်လို့လည်းကျွန်တော်တို့အကြံဉာဏ်သိရှိထားရပါတယ်။အဲဒါလက်ရှိထုတ်ပြန်သွားတဲ့တရင်တွေကိုကြည်ချင်းအားဖြင့်နေပြီးတော့မှဘလောင်ဆူနေတဲ့အခြေအနေအသည့်တီထွင်ပြီးအညာတက်တွေအညာတကြောကိုဖိုးစစ်စင်မယ်ဆိုပြီးစီစဉ်တဲ့ယမခ sorry ပါရာမိုတာ 今天作业多了一大堆啊，百分之五的折射，第三题啊叫，啊，那么便宜了，为何为你报题的特别的，所以才能的写的话呢？他说：初二，把路路修，把墙墙撇，第六、第十二、十二、十四、十五、十六、十七、十八、十九、二十、二十一、二十二、二十三、二十四、二十五、二十六、二十七、二十八、二十九、三十、三十一、三十二、三十三、三十四、三十五、三十六、三十七、三十八、三十九、四十、四十。 ကျွန်တော်အမြဲတမ်းပြောပါတယ်လောကကြီးဟာတရားမျှတပါတယ်ဒီကနေ့မြမပြည်မှာနှစ်ချမ်း क्वे သွားတယ်မြမလူ့ဖွဲ့စည်းတဲ့မှာနှစ်ချမ်း क्वे သွားတဲ့အခြေအနေဟာတော်လန်ဒူတော်လန်လိုဒူဖက်စစ်တပ်အာဏာသိမ်းမှုမတရားမတရားမှုကိုသိမြင်နားလည်သူနောက်တစ်ချမ်းကတော့အချောင်းနေအချောင်းစားအချောင်းသမားများနဲ့စစ်တပ်ဘောမှများ ီတွင်းမှာဟောပြပမှာပေါ့ဒီလိုနှစ်ချမ်းကွဲမှုကြီး ਨੇ ကြုံနေရပါတယ်ဘောလည်းစုံပြီးဓမ္မလည်းတုံးချင်ပြီဖတ်စတဲ့ ਨੇ ဆက်ဆံပါဖတ်စတဲ့ကိုထောက်ခံပါဘောလည်းစုံဓမ္မလည်းတုံးပါလေဒီလားဘဝကတော့ကြရမှာရှိအောင်အဖတ်စေလို့မရအောင် ဆုံးပါသွားတဲ့အခြေအနေမျိုးဖြစ်ကုန်ဖြစ်ပါလေဓမ္မလဲတုံးဆိုတာကတော့ဓမ္မဆိုတဲ့အမှန်တရားတိမ်ကောပျောက်ကွယ်သွားစေခြင်းချင်းအခုတို့ဖတ်စစ်တက်ထဲမှာလဲအမှန်တရားတွေပျောက်တရားမြတ်တမှုတွေပျောက်တရားမြတ်တမှုတွေပျောက်ဆုံးနေပြီဖတ်စစ်တက်ထဲမှာလဲငရဲတမြပါပဲဖတ်စစ်တက်တဲကထွက်လာတဲ့အတန်တွေကိုကျွန်တော်တို့ကြားနေရပါတယ် တက်တွင်းမှာငဲတမြပူလောင်မှုတွေနဲ့ဂျုံနေရပြီတက်တွင်းပုံကံမှုနဲ့နောက်ကြီးတွေမကြခင်တွေ့လာရဖို့ရှိပါတယ်အဲတော့ဒီကနေ့ထပ်ပြီးတနင်္သာရီတိုင်းတဝယ်မြို့၄နိုင်တိုင်းတဝယ်ဟာလီခွေဖက်စစ်စစ်ဆန်တစ်ခုကိုပြည်သူ့ကော်မတီတက်တွေတိမ်ပိုက်လိုက်ပါတယ်15ဦးလက်နက်ချတယ်10ဦးမသားပါဘူး ဘာကြောင့်လဲဆိုတော့ဟာလီဝေးစခန်းနဲ့ပတ်သက်ပြီးကျွန်တော်ကဘာကြောင့်ပြန်ပြောတာလဲဆိုတော့ဟာလီဝေးမှာမနေ့ကလည်းကျွန်တော်ပြောလိုက်သေးတယ်ထင်တယ်နော်ဟာလီဝေးမှာလေနောက်ကြည့်ထီသွားတဲ့ဘူကြီးအကြောင်းပါဒါခုနပြောတဲ့တက်တွင်းငရဲတမျှပူလောင်နေမှုနဲ့တက်တွင်းနောက်ကြည့်ရအကြောင်းတတိယလို့ပါအဲ့ဒီဟာလီဝေးကဒီစကားကိုဒီစကားရဲ့တောင်းရှိမှုတယောက်ဖြစ်တဲ့ဘူကြီး သူတတ်တော်ဆောင်ကပြစ်တက်လိုက်တယ်ဆိုတဲ့သတင်းဖြတ်ခနဲ့ကြည့်ရင်တော့ဘာမှမဟုတ်တလို့ပါဒါပေမဲ့တတွင်းမှာဒီလိုကိုအတက်အရာရှိကိုပြန်လဲပြစ်တက်ဖို့နောက်ချီဝင်လာတဲ့အခြေအနေထိရောက်နေပြီအရင်ကာလကလည်းရှိခဲ့တယ်သို့တော်သတင်းတွေဖုံတာတယ်အခုစာခါက27ထဲမှာလည်းအောက်ကြီးအကျက်စစ်တပ်သားတွေဟာဂျူဝါမှုတွေတက်မှမှုတွေကို ်အခမ်းမသိရင်ပြန်လေပြစ်ခတ်နိုင်တဲ့အခြေအနေမျိုးတွေကြုံရပါတယ်။ဘာကြောင့်လဲဆိုတော့ဘကုဘမော်စခခ21ဟာအထဲမှာတက်မီသားစုတွေကိုပါလုံးသိထဲတာလားအပြင်ထွက်ခွင့်မပေးဘူး။လူသားတိုင်းလုပ်လာတာဒီအခြေအနေကိုကြုံနေရတဲ့အတွက်ရွေးချယ်ကြပါဗျာ။ရွေးချယ်ကြ။အဲ့တော့ဒီကနေ့ဆိုရင်မြို့ပေါ်ရန်ကုန်မန္တလေးအစရှိတဲ့ဒေသတွေမှာတော့လုံးဝမလုံခြုံတော့တဲ့အခြေအနေကိုကျွန်တော်တို့လက်တစ်ပြတ်တွေးလိုက်ရပါတယ် မန္တလေးချမ်းမြတာစီမြို့နယ်အောင်ပင်လေရက်ကွက်103နဲ့104လမ်းကြား54လမ်းမှာရွှေစာမီရွှေဆိုင်ကိုဓမြတိုက်သွားပါတယ်ဓမြတိုက်တဲ့လူတွေကစစ်မစစ်ရဲမရဲပဲလို့ကျွန်တော်တို့သိရပါတယ်ပြူစောတိနဲ့ကပိုင်းလိုက်တွေကိုလူမွေးပြီးအာနာတီမြဲကြီးအတုံးချတယ်အလေပိုင်းတိုင်းစစ်တာနာကြောင့်တိုင်မှုတောင်းရင်အရှိဆုံးပါပဲသူတို့မွေးရတဲ့ပြူစောတိလူမိုက်တွေဟာ မန္တလေးမြို့တွင်မှာအုပ်စုဖွဲ့ကြက်စားပြီးဓမြတိုက်လူတက်မှုတွေစင်စက်မပြတ်ကျူးလွန်နေတယ်ဆိုတာတိတိကျကျပြောလိုပါတယ်အဲ့တော့ဒီစတိုရီကိုင်နာတဲ့ပျောက်ကြားဝစ်စုံနေနဲ့ရွှေ23ကြက်သားနဲ့ iPhone 17အစိမ်းရောင်တစ်လုံးပါသွားတယ်လို့သိရှိရပါတယ်ကဲဒီကနေ့တော့ပကုတ်ကူပဲလှည့်ကြည့်ရအောင်ပကုတ်ကူမှာ ပြူစောတိရွာတွေဒရဆက်တိုက်နေပါတယ်အညာတချို့ကဒီကနေ့ဆိုရင်ပြူစောတိရွာတွေကိုဒရဆက်ချိန်မုံမှုတွေလုပ်နေတာကိုကျွန်တော်တို့တွေ့ရပါတယ်မကွေးစကိုင်းနေမှာပေါ့ပခုတ်ကူကတော့မကွေးတိုင်းထဲမှာတည်ရှိပြီးအေဘလ20နဲ့21ရက်နေ့မှာတန်ရက်ဇတ်တာမင်းလာကွာပြူစောတိဆိုပြီး drone ဘုံဒီအလုံး80နဲ့ပပလဲမှုံနေအောင်ကျဲချခဲ့ပါတယ်

စတစ်တပ်ဖွဲ့ rocket fighter တို့ပူးပေါင်းတိုက်ခိုက်ခဲ့သိရပါတယ်။ဒါတွေကတော့အညာစစ်စင်ရေးတကြောအခြေအနေဖြစ်ပါတယ်။နောက်ပိုင်းမှာအာကတတော်အေးရဲ့ဘကိုတိုင်းတုံးစစ်တွေကိုကျွန်တော်ပြောပြရှင်းစရာရှိပါသေးတယ်။အဲ့တော့ဒါလေးမပြောပြခင်မှာကရင်ပြည်နယ်ကိုကြည့်ရအောင်။ကော့ဂရိတ်မှာတော့ဂျင်းနလီ PDF ပူးပေါင်းတပ်ဖွဲ့ဒရဇက်ထိုးစစ်ဆင်နေပါတယ်။ ထိုးစစ်စင်နာမဒီကနေ့အရေးကြီးဆုံးလက်မှတ်ချက်စိုးဝင်းကိုတိုင်ဦးစီးပါတယ်ဆိုတဲ့အောင်စရာစစ်ကြောင်းနောက်တန်းအထိုင်စခန်းကိုဒီကနေ့ထိုးစစ်စင်နေလို့ကျွန်တော်တို့သိရပါတယ်ရွှေကြမင်းဖုံးကြီးကြောင်းခလဲကိုသက်ခွေရဲ့အနောက်ဘက်ခန်းစစ်ကတုတ်နေရာတွေကိုတပြိုင်နဲ့ပိတ်ဆို့တိုက်ခိုက်နေတယ်လို့လည်းကျွန်တော်တို့သိရပါတယ်အဲ့တော့ ခလာယကိုဇခွန်ကဖေဂျမင်းတတန်ကူးရွာအဲ့မတ်ဒီကိုလက်နက်ကြီးဒရုန်းတွေနဲ့ပြက်ကတ်တိုက်ခိုက်နေတယ်ဖေဂျမ်ဖေဂျမင်းဘုံကျောင်းထဲမှာရှိတဲ့အော်ဒီယားစစ်ကြောင်းရဲ့နောက်တန်းခံစစ်ကိုကေးစ်ခံကိုကဲနလီပူပေါင်းတက်များတိုက်ခိုက်သိမ်ပိုက်နိုင်ရင်တော့မြောက်ရီအာရှလန်စစ်စင်ရေးကြီး အဝေးရရှိပြီလို့ကျွန်တော်ပြောနိုင်ပါတယ်။တာကီမီနဲ့အခြေအနေပါ။အဲ့တော့ဒီကနေ့မှာအာကတ်တောအင်းနဲ့ပတ်သက်ပြီးထူးခြားတဲ့တဲ့နှစ်ခုရှိနေပါတယ်။အာကတ်တောအင်းပထမတစ်ခုကအာကတ်တောအင်းနဲ့ဘင်္ဂလားဒေ့ရှ်ဟာတရဝင်းဆက်ဆက်ရေးစတင်လိုက်ပြီးမဆလို့လည်းမဖြစ်တော့ဘူး။တရဝင်းဆက်ဆက်ရေးလုပ်နေပါပြီလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတိုင်းမြန်ကန်မိုဟာမက်တိုဟစ်မလီနာမည်မမဆိုတိုဟစ်ဟိုစင်ကဒီနေ့ထုတ်ပေါ်ပြောဆိုလိုက်ပါတယ်ရခိုင်ပြည်နယ်ထဲမှာဖက်စစ်တပ်ဟာဘယ်လိုဆက်စစ်ရှုံးနေမှုကြောင့်အငတ်ဘေးဆိုက်အောင်ရိတ်ခါစံစီစအဆဆအရာရာတွေဖြတ်တော့ပိတ်ဆို့လာတဲ့အတွက်အငတ်ဘေးကြောက်ရွံ့တဲ့အခြေအနေဖြစ်နေပါတယ် ဒါကိုကုလသမဂ္ဂကအရေးပေါ်စိုးရိမ်နေလူသားချင်းစာနာမှုဆိုင်ရာအစီအစဉ်တွေပေးနိုင်ဖို့ဘင်္ဂလားဒေ့ရှ်ကိုလူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးစင်းကြံတစ်ခုစတင်စတင်ကြပါလို့ထုတ်ပြောပြီးဒီကနေ့မှာပဲဘင်္ဂလားဒေ့ရှ်ရဲ့နိုင်ငံသားရေးတိုင်ပင်ခံပုဂ္ဂိုလ်ကအာခတ်တတ်တော်အေအေနဲ့ဘင်္ဂလားဒေ့ရှ်နဲ့ အခြားရွေးစရာလမ်းမရှိတော့လို့ဆက်ဆံနေရပါပြီကုလသမဂ္ဂတောင်းဆိုထားတဲ့လူသားချင်းစာနာမှုထောက်ထားအထောက်ထောက်ထားမှုအကူအညီပေးရင်ဇင်းကြံလမ်းမကြီးတစ်ခုဖွင့်လှစ်ပေးဖို့သဘောတူလိုက်ပြီးဖြစ်တော့တက္ကမပြုတ်တဲ့သတင်းစာရှင်းပွဲမှာဒီကနေ့အသိပေးလိုက်ပါတယ်အာခတ်တော်ရဲ့စစ်ကိုစစ်နဲ့တူအောင်တာမှုတော်လိုင်းကြီးကိုတော်လိုင်းနဲ့တူအောင် စင်နေနိုင်မှုနဲ့ခြေတန်လုံးလုံးတန်နဲ့တလန်နဲ့တလန်နဲ့အောက်မှာတန်နဲ့ထွက်ပြီးညညွတ်မှုရဲ့တကူတော့တရှိန်တို့ထိုးစစ်ဂျူဝါမြောက်တိုက်စစ်စင်မှုတက်တော်တီအတီးတီတက်တော်အတီးတီဘီလူကာဝေးတက်ဖွဲ့တွေတော်လန်ကြီးတက်အတီးတီကိုစူးစစ်စီးအောင်နိုင်မှုတွေကြောင့်ဒီကနေ့ AI တိုင်းဘိုးတိုင်းမကွေးတိုင်းကိုစစ်စင်ထိုးစစ်စင်စစ်မျက်နှာဖွင့်နိုင်ပြီဆိုတဲ့အကြောင်းလေးအလုံးသိပြီးသားဖြစ်မှာဒီကိမှာထပ်ပြီးအိုက်ထက်ထူးခြားတဲ့တရင်တစ်ခုကဘိုးတိုင်းနဲ့ပြူကဝေးတက်ပြီးနေအာခတ်တက်တော့အေးနဲ့ချိန်ဆက်ပြီးဆောင်ရွက်နေပြီးတော့တေဝင်ပြောလာပါတယ်ဘလုံးကြီးချိန်ဆက်ပြီးဆောင်ရွက်နေတဲ့အချိန်ဤလဲလို့မေးရင် စင်မြဦးဟာကပစရိစီတို့ပဲလို့ပြောလိုက်ချင်ပါလေတဲ့အဲ့တော့အာခတ်တတော်အီနဲ့ကျွန်တော်တို့ပကိုးတိုင်းတွေကတိခိုင်တက်တွေ36တက်တရေအစရှိတဲ့တက်တွေပူအောင်ဆောင်ရွက်နေပြီဖြစ်ကြောင်းဒီကနေ့တုံးတုံး600တက်တရင်တရင်ပြကြရေးတာဝန်ခံကထုတ်ပေါ်ပြောဆိုလိုက်ပါလေ ကျွန်တော်တို့အခက်တက်တော့အီနဲ့ချိတ်ဆက်မှုတွေရှိနေပါပြီအခုလက်ရှိလည်းပူပေါင်းဆောင်ရွက်နေရတယ်ဘရောင်းမှာဆိုရင်စစ်ကောင်စီရဲ့ကပ္ပစထုတ်လို့ရတက်တွေကအများဆုံးတည်ရှိတဲ့နေရာပေါ့ဗျာအဲ့ဒီနေရာမှာတော့ရှေ့ဆက်ပြီးဖိုးစစ်တွေမပြတ်ပြင်းထန်လာနိုင်တယ်လို့ရတံပေးလိုက်ပါတယ်အာခတ်တက်တော်ကြီးဟာရခိုင်မြည်နယ်နဲ့နေနမိတ်ထိဆက်နေတဲ့ရခိုင်ဒေသပကိုးအဆက် ရခိုင်ဒေသမကွေးအဆက်ရခိုင်အေရော်တိုင်းအဆက်ရခိုင်ရိုးမအေရော်တိုင်းတောက်လျှောက်စင်မြနာပွင့်လာတာတွေ့ရပါတယ်ဒီဧပြီလထဲမှာပဲဘုရားညောင်ကျိုးပြူဟာစခန်းကိုအလုံးစုံတိမ့်ပိုက်ရရှိလိုက်တဲ့အခြေအနေပါဗြောင်းမျိုးနဲ့အတွင်းထိုးစစ်များစင်တဲ့နေရာမှာအေးအေးပီရီယက်တွေပူပေါင်းဆင်နွှဲနေတယ်လို့ အချမ်းမြင်သိရှိရပါတယ်။ဈေးဆိုင်ရာသဘောတူညီမှုနိုင်ငံဆိုင်ရာသဘောတူညီမှုတွေကိုတော့သက်ဆိုင်ရာဈေးနိုင်ငံရေးတာဝန်ယူထားသူတွေကအချိန်ကာကြိုက်ထုတ်ဖို့ပြောဆိုပါလိမ့်။ဒီကနေ့ကတော့အာခတ်တတ်တော်အေရဲ့ထူးခြားလာတဲ့ဒီသတင်းဟာတပြိုင်နက်တည်းဘာကြောင့်ထွက်လာတာလဲလို့စဉ်းစားတဲ့အခါမှာမနေ့က ဘင်္ဂလားဒေ့ရှ်ကပါတီတစ်ခုဖြစ်တဲ့အတိုက်ခံပါတီလို့ပဲပြောမလားပါတီတစ်ခုဖြစ်တဲ့ကိုယ်စားလှယ်တယောက်ကတယောက်ကိုရွန်ဂျာနဲ့ပတ်သက်ပြီးလွတ်လပ်သောပြည်နယ်တည်ထောင်ပေးပါဆိုပြီးပြောအပြီးမှာဒီကိမှာဘင်္ဂလားဒေ့ရှ်နဲ့အာကတ်တော့အေအေဟာမဖြစ်မနေထိတွေ့ဆက်ဆံရပြီဆိုတဲ့သတင်းထွက်လာပါတယ်အဲ့တော့အမေရိကန်နဲ့တယောက်ရဲ့ proxy တိုက်ပွဲဂျားထဲမှာ proxy အပြိုင်မှုဂျားထဲမှာကုန်သွယ်ရေးအခွန်တိုက်ပွဲဂျားထဲမှာ အခုဆိုရင်တောင်အားရှကြီးတခုလုံးပါဝင်နေရပါမပါခြင်းလဲပါနေရပါဒါကြောင့်မို့တောင်အားရှကောင်းဆောင်တွေစဉ်းစားကြပါဗျာတောင်အားရှတခုလုံးရဲ့ရေမျက်နှာတွင်ပြင်းမြေမျက်နှာတွင်ပြင်းပထဝီအနေထားကိုကြည့်ရင်တော့ကဘာကြီးကိုဟင်းလင်းပွင့်သွားလို့ရတဲ့နေရာတွေဖြစ်ပါတယ်အဓိကမြန်မာနိုင်ငံဆိုရင်ကုန်းလန်းရေလန်းလေလန်းအားရှတိုက်တခုလုံးကိုဒိုးယူပါသွားလို့ရတဲ့အခြေအနေမျိုး ဂျီယိုပေါ်လစ်တစ်ရာအင်မတန်အားကောင်းတဲ့ဒေတာအာရှတောင်မှာရှာအရှိတောင်အာရှဆိုတဲ့နိုင်ငံတွေဟာကောင်းတော်မထလောက်အောင်အင်ဂျင်တီယိုအင်အာဂျီနိုင်ငံတွေကအမျိုးစုံခြေလေခြေလေဆွတ်ဖတ်မှုတွေတိတိတတာတမျိုးမသိမတာတမျိုးခံရပါတယ်တော်အားရှရီကောင်းထောက်လာရင် ကဘာကြီးရဲ့ပဟုချက်ဟာတောင်အားရှပြီဖြစ်လာနိုင်ပါဒါကြောင့်မို့တောင်မရှနိုင်ငံတွေအရှိတောင်အားရှပါဗျာတောင်အားရှနိုင်ငံတွေကိုကြည့်မယ်ဆိုရင်အာနာရှင်နိုင်ငံနဲ့အာနာရှင်တပိုင်းနိုင်ငံနဲ့တိုင်းပြည်တွင်းမငြိမ်သက်ဖြစ်နေတဲ့နိုင်ငံနဲ့လုံးလေချလဲမလိုက်လိုက်အောင်ကိုတမင်တကာများဘသူကများလုံနေတလေလို့တွေးမိပါတယ်တောင်အားရှအရှိတောင်အားရှခေါင်းဆောင်ဆက်ဆက်ကိုကြည့်ရင်လေတရုတ်ရင်းနေလူမျိုးရင်း ရုရှားရင်းနဲ့လူရင်းအမေရိကန်ရင်းနဲ့လူရင်းဟိုဘက်ရင်းဒီဘက်ရင်းရင်းကနေရင်အရှိတော်အာရှတွင်ကနိုင်ငံတွေဟာကမ္ဘာအင်အားကြီးနိုင်ငံတွေအပြိုင်ကြားထဲမှာမျက်လုံးလေးကလေးကလေးနဲ့ဖြစ်နေတာကိုဒီတိုင်းပဲဆက်ပြီးခင်ဗျားတို့နေမယ်ဆိုရင်တော့အာဆီယံကနေအပလာစီယံဖြစ်သွားပါလိမ့်မယ်လို့လူမျက်ကြော်ကတဲ့တဲ့အောက်ချက်ချလိုက်ပါအဲတော့နောက်ဆုံးအမွေတရင်တစ်ခုထပ်တင်ပြချင်ပါသေးတယ်မိုးတိုင်းရေစကြိုမှာ စစ်ကြောင်းဖက်စစ်တဲ့အကြံဖက်စစ်ကြောင်းကိုရေဂျိုတပေါင်းစုကဥဆောင်ပြီးပူပေါင်းတပ်တွေဟာနှစ်ကြိမ်တိုင်းကြားပြတ်တိုက်ခိုက်ခဲ့ပါတယ်ဘလားမကြေးရွာကိုမီးရှို့ဖျက်ဆီးခဲ့တဲ့စစ်ကြောင်းအဲ့တော့အကြံဖက်စစ်ကြောင်းဟာပထမကြိမ်ထိုးစစ်ဆင်လာတဲ့အချိန်မှာရေဂျိုတပေါင်းစုနဲ့ပူပေါင်းတပ်တွေဟာပြင်းပြင်းထန်ထန်တိုက်ခိုက်မှုကြောင့်ကျူရွာတွေကိုဝင်ပြေးပါတယ်နောက်တစ်ကြိမ်ကျူရွာကပြန်ထွက်လာတဲ့အချိန်မှာထမှန် ဂျာဖြတ်တိုက်ခိုက်တဲ့အတွက်ဖတ်စစ်တဲ့အယောက်20လောက်မရှိခိုက်မတပေါ်ခဲ့ပါလေတိုက်ခိုက်မှုတွေဟာအချိန်ကြာမြင့်စွာထိတွေ့တိုက်ခိုက်မှုဖြစ်ခဲ့ပြီးမကွေးနဲ့စကိုင်းကတပ်တွေကဒီနောက်ပိုင်းမှာထိုးလာတဲ့စစ်ကြောင်းမှန်တယ်များဂျာဖြတ်တိုက်ခိုက်ဖတ်စစ်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမတပေါ်တာတော်တော်များများတွေ့နေရပါတယ်တဟာအညာလက်တံပြောင်လာတယ်လို့စကိုင်းနဲ့မကွေးဟာမကြခင်မှာ တိုင်းလုံးကျိုးထိုးစစ်ဖြစ်လာနိုင်တယ်ဆိုတော့ရှေ့ပြေးလက္ခဏာတွေအဖြစ်ကျွန်တော်တို့ရှုမြင်သုံးသပ်ရင်ဒီဘီနယ်ကကင်းနယ်လေး PDF ပူပေါင်းထိုးစစ်အာခတ်တက်တော့ AA နဲ့ PDF တွေနဲ့ပူပေါင်းထားတဲ့ဘကုံး AR တွေထိုးစစ်ကြီးစကိုင်းမကွေးကတိုက်ဝဲတွေ့ကြုံနေယူပြီးစစ်မြေပြင်ကပြန်ဆင်းလာတဲ့ညီငယ်ရဲဘော်တွေရဲ့ပျောင်မြောက်လာတဲ့စစ်ကြောင်းတွေကို ီရပိုင်းကြားပြတ်တိုက်ခိုက်မှုနဲ့နောက်တစ်ဆင့်ဟာတိုင်လုံးကျိုးစစ်ပွဲကြီးတာရီစင်တွေလာနိုင်မဲ့အခြေအနေဟာနောက်တစ်လလောက်အတွင်းဖြစ်လာနိုင်ပါတယ်အခုနောက်ဆုံးဆိုရင်ပရိုမိုတာတွေနဲ့အညာကိုချိန်မုံးမယ်အညာကိုတိုက်ခိုက်မယ်ဆိုတဲ့ဖက်စစ်တက်အကြံပျက်စီးသွားပါပြီအညာကတက်တွေအညာကတက်တွေဟာငခြင်းမီးတွေ ဆက်လက်တွင်နဲ့ပါရာမိုတာတွေပြစ်ချတော့မယ်ဆိုတဲ့အကြောင်းလေးထပ်ပြီးပြောလိုပါတယ်။အရှိရက်ကနှစ်စီးကြာတာပြီပါပြီ။နောက်ရက်တွေမှာတော့တနေ့တစ်စီးလားတတ်သမျှအကုန်ပြစ်ချမလားစောင့်ကြည့်ရအောင်။ပါရာမိုတာကိုပြစ်ချနိုင်တာ .5 ဆက်တဲ့ဆက်လက်တွေဖြစ်ပါတယ်။ .5 ဆက်လက်တွေဝယ်လူကြ .5 ဆက်လက်တွေ အန်ယူဂျီအမ်မိုဒီကာဝေးဝန်ကြီးဌာနကတည်ရင်တပ်ဖွဲ့တွေကိုချပေးဒါဆိုရင်တော့စက်တက်လေဒီဆိုတဲ့ကောင်လေးမတာပဲစည်းလေလို့မရမယ့်အခြေအနေဖြစ်ပါတယ်ဒီမညာတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်